မင်္ဂလာခံဝင်ပစ္စည်းတွေကိုစိုးပြေစိတ်တိုင်းကြသိမ်းပေါင်းများစွာအကုန်ကြခံလိုက်ဝယ်ပြီးခဲ့တဲ့ဟင်းဝီယံပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်မြန်မာစတော့ပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာခံဝင်ပစ္စည်းတွေကိုစိုးပြေတဲ့စဉ်ရဲ့စိတ်တိုင်းကြသိမ်း2000ကျော်ပိုဝယ်ပြီးနေရကတော့ဟင်းဝီယံမှာအလုံးသီးကြတဲ့အတိုင်းပဲမင်္ဂလာပွဲတစ်ခုအတွက်ပြင်ဆင်ရတယ်ဆိုတာကသရိုးသားနဲ့သရိုးသမီးအတွက်အပျော်ရွှင်ရဆုံးနဲ့အလုံးရှုံဆုံးအချိန်တစ်ခုဆိုရင်လည်းမမှားပါဘူး အထူးသဖြင့်တော့ကိုပိုင်ဘဝသိလေးတခုကိုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေပြင်ဆင်ရတဲ့အချိန်ကအမှတ်တရတခုပါပဲ။အခုတခါမှာတော့ပရိသတ်တွေအားအကြဆုံးအမှုပညာရှင်ဆုံးတွဲဖြစ်တဲ့ဟိဝင်ရဲ့နဲ့ဆိုပြသင်တို့ကသူတို့ရဲ့ဘဝသိအတွက်အိမ်ထောင်ပရိဘောဂပစ္စည်းတွေကိုပြင်ဆင်ဝယ်ယူနေကြပြီးတော့သူတို့သားလောင်းဟိဝင်ရဲ့ဇနီးလောင်းပေါ်မှာထားတဲ့အချစ်နဲ့အလိုလိုက်မှုတွေဟာပရိသတ်တွေကိုအားကျစေခဲ့ပါတယ်။ ဟင်းဝင်ရတဲ့ဆိုပြတဲ့စင်တို့ကမကြခင်မှာလက်ထက်တော့မှာဖြစ်တဲ့အတွက်သူတို့ရဲ့မင်္ဂလာပွဲအတွက်ရောမင်္ဂလာပွဲပြီးမှအတူနေထိုင်မဲ့အင်းရတင်လေးအတွက်ပါအလုပ်တွေရှုံနေကြပါပြီ။မင်္ဂလာဆောင်တော့မဲ့ဇနီးမောင်နှံတိုင်းလိုလိုပဲသူတို့ဟာအိမ်တိုင်အတွက်လိုအပ်တဲ့ပစ္စည်းမှန်သမျှစုံစုံလင်လင်ဖြစ်အောင်လိုက်လံဝယ်ယူနေကြတာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာမှာပရိသတ်တွေကြားရေးပန်းစားနေတဲ့သူတို့ရဲ့ shopping ပုံရိပ်တွေထဲမှာသူတို့နှစ်ယောက်ဟာစိတ်ကြိုက်တစ်ခုချင်းစီကိုရွေးချယ်နေကြတာကိုကြည်နူးပဲတွေ့မြင်ရမှာပါ။ အထူးသဖြင့်သူတို့ရဲ့မင်္ဂလာဦးညမှာအသုံးပြုမဲ့အိတ်ခန်းအတွက်ခိုင်ခန့်ပြီးတော့အည်သွေးကောင်းဆုံးဖြစ်တဲ့မင်္ဂလာကရင်ကြီးအိတ်ခန်းမှာထားမဲ့ခင်မီလာပါတဲ့ဆိုဖာစတီကုံနောက်ဆုံးပေါ်တီဗီရေခဲသစ်တောင်းအဝိရှော်ဇက်တွေကအစာမီးဖို့ကြောင့်သုံးပစ္စည်းတွေဖြစ်တဲ့အိုးခွက်ပကံတွေအစုံအသေးစိတ်ဂယုဒဆိုင်နဲ့ဝယ်ယူနေတာပဲဖြစ်ပါတယ်ဒီနေရာမှာပြည်သက်တွေအလုံးအားကြပြီးတော့ချီးကျူးနေကြတဲ့အချက်ကတော့ဟိန်းဝီရဲ့လုံရက်ပါပဲ သူဟာဇနီးလောင်းလေးဆိုဗီယက်သင်းရဲ့စိတ်တိုင်းကြားဖြစ်စေဖို့အတွက်ဘီးကနေစိတ်ရှည်လက်ရှင်နဲ့လိုက်လံပြသပေးပြီးတော့ဆိုဗီယက်သင်းကြိုင်နှစ်သက်တဲ့ပစ္စည်းမှန်သမျှကိုဈေးနှုန်းမစစ်ဘဲနဲ့ဝယ်ယူပေးခဲ့တာပါတရင်းနဲ့ရဖော်ပြချက်အရာတော့သူတို့ဝယ်ယူခဲ့တဲ့မင်္ဂလာခန်းဝင်ပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးကသိန်းပေါင်း2000ကျပ်တန်း200ဘူးရှိတယ်လို့တောင်သိရပါဗျ။ ဒါဟာသူကသူ့ရဲ့ဇနီးလေးပေါ်မှာဘလောက်တန်ဖိုးထားတယ်ဘလောက်အလိုလိုက်ထားတယ်ဆိုတာကိုပြသလိုက်တာပါတကယ်တော့ဒီလောက်များပြားတဲ့ငွေကြေးကိုအကုန်ကြခံပြီးတော့ပြင်ဆင်ရတဲ့အကြောင်းရင်းလည်းရှိပါတယ်သူတို့နှစ်ဦးကမင်္ဂလာဆောင်ပြီးရင်ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ရွှေတောင်ကြားမှာဆောက်လုပ်ထားတဲ့အမေရိကန်ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့ခင်မီခန်းနာတဲ့အိမ်ကြီးမှာပြောင်းရွှေ့နေထိုင်ကြမှာဖြစ်ပါတယ်။ ဒီအင်ကြီးကိုလည်းသတို့သားဖြစ်သူဟင်းဝီရရဲ့ဖခင်ဖြစ်သူပိုင်ဆိုင်နေစောင်းလို့ရေကုမ္ပဏီကနေမင်္ဂလာလက်ဖွဲ့အဖြစ်နဲ့တိစောက်ပေးထားတာဖြစ်ကြောင်းသိရပါတယ်။ဒီလိုမျိုးနန်းတော်သမ ्या ခဲနာတဲ့အင်ကြီးနဲ့လိုက်ဖက်ညီအောင်အကောင်ဆုံးနဲ့အလှပဆုံးပရိဘောဂပစ္စည်းတွေကိုရွေးချယ်နေတာကတော့မဆန်းပါဘူး။ကျွေးမအလေးမလေးပေါ်မှာတန်ဖိုးထားတဲ့မိသားစုလည်းဖြစ်ပါတယ်။ဟင်းဝီရတယောက်သေးတာမကသူရဲ့မိဘတွေကလည်းကျွေးမလောင်လေးဆိုးပြစ်တဲ့စဉ်ပေါ်မှာအလွန်တန်ဖိုးထားကြပါတယ်။ သူတို့စေဆက်ကြောင်းလန်းစဉ်ကလည်းဟိဝရန်ရဲ့မိဘတွေဘက်ကနေဆိုးပြေးတဲ့စဉ်ကိုတန်ဖိုးကြီးမှလှပတဲ့ငွေပမာဏနဲ့တိုက်တဲ့ကားတွေများစွာနဲ့တခန်းတနာတင်တောင်းခဲ့တာပဲဖြစ်ပါတယ်ဒါဟာဆိုဖြစ်တဲ့စဉ်ဟာအောင်မြင်တဲ့ထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့ပြင်အချင်းစာရီတာကောင်းမွန်တဲ့ချွေးမအလေးမလေးတယောက်ဖြစ်တာအကြောင်းဒီလောက်ထိတန်ဖိုးထားပြီးတော့အလေးပေးကြတာလို့လဲဆိုကြပါရစေ။ ဘလို့ပဲဖြစ်ဖြစ်အရာရာပြည့်စုံပြီးတော့လိုက်ဖက်လုံးနဲ့သူတို့ဇုံတွဲလေးဟာအခုဆိုရင်တော့သူတို့ရဲ့ဘဝအစ်ကိုလှပဆုံးဖြစ်အောင်အတူတကွပုံဖော်ဖန်တီးနေကြပါပြီ။ပရိသတ်ကြီးတို့အနေနဲ့ရောဇနီးလောင်းလေးရဲ့စကားတကုံးကိုတိမ်ပေါင်းများစွာအကုန်ကြားခံပြီးတော့ဖြည့်စည်းပေးတတ်တဲ့ဟင်းဝီရန်လိုယောက်ျားကောင်းတစ်ယောက်ရဲ့အချစ်ကိုအားကြမိပါသလား။သူတို့ဇုံတွဲလေးအတွက်ဆူတောင်းစကားလေးတွေမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။